ကဲညီကိုတို့ Norwich Derby မတိုင်ခင်မှာ Man United နဲ့ Liverpool ရဲ့သတင်းတချို့နဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာအားလုံးပဲမင်္ဂလာပါဗျကိုကိန်းသာဖုတ်ဘောရှိုးအနေကျူဝါရဲကျွန်တော်ကိုခတ်မှာ Norwich Derby England Derby ရတော့ကံဖို့ရက်အနေငယ်လုံနေသေးတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာကတော့ United နဲ့ Liverpool ရဲ့ ်ပရိသတ်စိတ်ဝင်စားနိုင်မဲ့အပြောင်းရွှေ့သတင်းတချို့ကိုစွန့်နေတုံးသက်သွားကြပါတယ်။ Okay အဲ့တော့ United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းတွေကိုကျွန်တော်တို့စတင်ချင်းကပ်ကြည့်အောင်။ Man United အတင်းကသူတို့အတင်းရဲ့အဓိကကွင်းလင်ကစားသမား Bruno Fernandes ကိုတခြားသောဥရောပကလပ်အတင်းတတင်းကိုရောင်းဖြစ်ခဲ့မယ်ဆိုရင်ပေါင်တန်း40လောက်ထိအလိုရှိနေပါတယ်။အဲ့တော့ဒီကစားသမားကိုလည်းလက်ရှိအချိန်မှာအသေးအတန်စိတ်ဝင်စားနေတဲ့ကလပ်တင်းတတင်းရှိနေပါတယ်။အဲ့ဒီကလပ်ကတော့ Bayern Munich ပါ။ဒီတတင်းကမနေ့ကတည်းကတောက်လျှောက် United နဲ့ပတ်သက်တဲ့ fan page တွေမှာတက်ခဲ့ပြီးဖြစ်ပါတယ်ဖြစ်လဲဖြစ်တဲ့အဖြစ်လဲဖြစ်စီခြင်းနေပေါ့နော်ဘာကြောင့်လဲဆိုတော့ Bruno Fernandes United အသင်းမှာအရေးပါအယောင်မှုက Ruben Amorim လက်ထက်မှာတဖြည်းဖြည်းချင်းစီရွှန်းနေသွားပြီဒီနေ့ဆိုရင်ပို့ပြီးတော့တည်တာတယ်မဖြစ်မနေမှုသာနံပါတ်8နေရာမှာ3ပေးနေရပါပဲဒီနေရာမှာ Bruno Fernandes လည်းမပြောသလိုအသင်းရဲ့ performance ကလည်းတိတ်ပြီးမထွက်ဘူးကြော့ sorry bro လေးက ကလပ်တင်းတင်းတင်းကမ်းလမ်းမယ်ဆိုရင်ဒီပြောင်းရွှေ့ကြီးပေါင်တန်း40လောက်နဲ့တော့ဘဲရမလဲနော်ဒီထက်ပိုတဲ့အမောက်ပမာဏတော့ရှားတင်တာပေါ့လေဒါပေမဲ့ဥရောပရဲ့အင်အားကြီးကလပ်တင်းတင်းတင်းကကမ်းလမ်းရင်တော့ဒီလောက်အမောက်ပမာဏနဲ့ပဲယူနိုက်တက်တို့လက်လွတ်ခံရဖို့ရှိတယ်လက်လွတ်ခံရဖို့ရှိတယ်ဆိုတာအထက်ကျွန်တော်ကပြောပြလို့ပေါ့အသက်32နှစ်အရွယ်ကစားသမားတယောက်အတင်းမှာလဲအရင်တော့အလိုမျိုးအရေးပါအရေးအောက်မှုတွေယွန်နေသွားတဲ့အချိန်ဒီမှာတော့တက fair ဖြစ်တယ်လို့ ယူဆတယ်ကျွန်တော်ကဘာကြောင့်ဒီပြောင်းရွှေ့ကိုဟိုဖြစ်တဲ့လို့ပြောတာလဲအဓိကတော့ Bruno Fernandes ကြောင့်ပါ Bruno Fernandes ဒီအသင်းပေါ်မှာတိတ်တဆရှိတဲ့ကစားသမား overload ပြီးပြောတာမဟုတ်ဘူး Salas နောက်ပိုင်းအသင်းကိုချစ်တယ်ဆိုတဲ့ player တွေကိုစာရွက်ထဲမှာချရေးကြည့်ပါ Bruno Fernandes ကထိတ်ဆုံးကပါလာပါလိမ့်မယ်ဆိုတော့အဲ့လိုကစားသမားတယောက်ကို Harry Kane လို့ပေါ့ဗျာအသင်းပေါ်မှာအများကြီးပေးဆက်ခဲ့တယ်အောင်မြင်မှုကြီးကြီးမားမားရည်ကျင်တာကတော့ United ပြည်သက်မှာမဟုတ်ဘူးဘောလုံး ရိသတ်တိုင်းရဲ့စိတ်ဆန္ဒလေးတခုတော့ဖြစ်လိမ့်မယ်ပေါ့နော်။ကစားသမားကောင်းတရားအောင်မြင်မှုတွေရရှိခြင်းနဲ့ဒါတော့ဘောလုံးပရိသတ်ဆိုတာတက်လူသားဆန်တဲ့စိတ်လေးတခုလို့တော့ယူဆတယ်။အဲ့တော့ United အသင်းမှာ Bruno Fernandes ရဲ့ ခေတ်ကာလကုံသွားခဲ့ပြီးလက်ရှိ situation မျိုးနဲ့အဓိက major ဖလားတလုံးရဖို့ဆိုတာလည်းသိပ်ပြီးမလွယ်ကူတဲ့အချိန်နောက်လာမဲ့ဘလုံးရသည်တွေမှာ30 33ဖြစ်သွားခဲ့သည်ရှိတော့ Bruno Fernandes ရဲ့အကောင်းဆုံးအသက်အရွယ်အကောင်းဆုံးဆက်ဆောင်ရေးဘိုင်းတွေကိုကျွန်တော်တို့မြင်ရဖို့မရှိတော့ဒီတစ်ကြောင်နောက်လာမဲ့နေရသည်အပြောင်းရွှေ့ကာလမှာအသက်32နှစ်လောက်ရှိနေသေးတဲ့အချိန်ဘလုံးရသည်100သည်200သည်ပဲ ကစားပါသေးအောင်ဘိုင်မင်းရဲ့အသင်းနဲ့အတူတချို့သောမေဂျာဖလားတွေရရှိသွားရင်ဘရူနိုဖာနက်စ်လိုပလေယာမျိုးတွေလည်းအောင်မြင်မှုတစ်ခုနဲ့ဥရောပမြေကအဆုံးတက်နိုင်ခဲ့တယ်လို့ပဲပြောရမှာပါ။ဘာပြောယူနိုက်တက်အသင်းမှာနှစ်ကာလကြာရှည်စွာပေးဆက်ကစားခဲ့တဲ့ဘရူနိုဖာနက်စ်ကိုတော့မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ရင်ထဲမှာဒါတရေကောင်းအဖြစ်အမြဲတမ်းမှတ်ယူနေမှာဖြစ်ပါတယ်။ Okay ကျွန်တော်နောက်ထပ်သတင်းတွေကိုဆွေးနွေးအောင်လီဗာပူးနဲ့ပတ်သက်တဲ့သတင်းတွေပေါ့နော်။စပိန်ဘက်က Fichajes ရဲ့ပေါ်ပြချက်အရလီဗာပူးတင်းဟာ ပြီးပါဟိုတောင်မတိုက်စစ်ကစားသမားနီကိုဝီလီယံကိုယူရိုတန်90ပေါင်88တန်းနဲ့ခေါ်ဖို့မျက်စိကျနေတယ်လို့သိရပါတယ်ကျွန်တော်တို့မဖြစ်နိုင်ဘူးလားဗောနော်ဘရူနိုဘိုင်မင်းအတင်းကိုပြောင်းရွှေ့သွားနိုင်တာတော့ဒါဖြစ်နိုင်ခြင်းရှိတဲ့သတင်းလို့ကျွန်တော်သတ်မှတ်တယ်ဒါပေမဲ့ဒီသတင်းကိုတော့ကျွန်တော်ဖြစ်နိုင်ခြင်းနည်းတယ်လို့ပဲသတ်မှတ်ခြင်းနဲ့အဓိကကတော့မိုဆာလာနေရာမှာအစားထိုးဖို့ တောင်ပိုင်းကစားသမားတယောက်လူနေပြီလူတာတော်မှအပူတပြင်းလူနေတာပါမိုဆာလာရဲ့စွမ်းဆောင်ရည်ဒီဟိုတော်တော်လေးစူပါနက်ထရယ်အခြေအနေဖြစ်တဲ့အတွက်ကြောင့်ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအထိတောက်လောင်နေခဲ့တာတကယ်တော့ကြာတင်ကြာထိုင်နေပြီပေါ့နော်တောင်ပိုင်းကစားသမားတယောက်30ကျော်သွားရင်အဲ့တလောက်ထိမျောလင်းလို့မရတော့ဘူးမိုဆာလာကတော့လုပြနိုင်ခဲ့တယ်သို့တော့လောကရဲ့ဓမ္မတာပဲမိုဆာလာဒီနှစ်ဘောလုံးရာသီမှာကြာလာတာအရင်သိတာဆိုတော့ right wing တနေရာမှာအစားထိုးဖို့အတွက်ပလေယာအများကြီးနဲ့လီဗာပူးနာမည်ထွက်နေတယ် Michael Olise ခုတစ်ခေါက်လဲကျွန်တော်နီကိုဝီလျံစ်ဒါပေမဲ့နီကိုဝီလျံစ်ဒီလက်ဝင်းမှာကစားတဲ့ကစားသမားတယောက်ဖြစ်တယ်အဲ့တော့ကြောင့် right wing ကို major position တစ်ခုအနေနဲ့ကစားနိုင်မလားဆိုတာမသိကြဘူးကျွန်တော်ကနီကိုဝီလျံစ်လိုမျိုး left wing ကိုပဲ major အဖြစ်ကစားတဲ့ကစားသမားတဲ့အဆိုင် right wing ကို major အဖြစ်ကစားတဲ့ဥပမာဗျာ rodrigo လိုမျိုး player ကိုခေါ်ရင် ပို့ပြီးတော့ လိုက်ဖတ်မှုရှိမယ်လို့ယူဆတယ်။နောက် Liverpool ကဗျဒီနေ့ဘောလုံးရသည်မှာငွေသုံးစွဲမှုအများကြီးလှုပ်ထားပေမဲ့ဒီလူစည်းစုဖွဲ့မှုအရပြည်သူလုံလောက်မှုရှိသလားဆိုရင်ဒီအာဒီအတွက်တော့ပြည်သူလုံလောက်မှုရှိကောင်းရှိနိုင်တယ်။တိုးတော့နောက်လာမယ့်ဘောလုံးရသည်အတွက်တော့အဆင်မပြေနိုင်ဘူး။လူတွေထက်ခေါ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ကိုရီကပ်ပိုးရေရှည်မှယုံကြည်လို့မရသလို မူဆာလာနေရာကိုလည်းစားထုတ်ဖို့လိုအပ်နေပြီ။အဲ့အတွက်ကြောင့်အခုနီကိုဝီလျံစ်ကိုစိတ်ဝင်စားနေရတဲ့သတင်းကမူဆာလာနေရာအတွက်မဟုတ်ဘဲတစ်ဖက်ကကိုဒီကပ်ပိုနေရာမှာအစားထုတ်ဖို့အတွက်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ရန်ဝင်းတနေရာမှာတော့ ျွန်တော်နောက်ထပ်ကစားသမားတရားကို Liverpool ခေါ်နိုင်တယ်ပေါ့နော်။ဆိုတော့အနှစ်ချုပ်ရမယ်ဆိုရင် Liverpool ရဲ့လူခေါ်မှုတွေကဒီ2025-26ဘောလုံးရာသီတရားသီထဲမှာအဆုံးတက်သွားအောင်မှာမဟုတ်ဘူး။သူတို့အနေနဲ့ဒီလူစည်းအစုအဖွဲ့ကြီးတစ်ခုလုံးကိုပြုပြင်ပြောင်းလဲမြေလံပစ်ဖို့လိုနေသေးတယ်။တချို့အစိတ်ပိုင်းတွေကတော့ပြည်စုံလုံလောက်သွားပြီ။ဥပမာကွင်းလယ်စုဖွဲ့မှု Florian Wirtz, Dominic Szoboszlai, No Maka အာဂျီဘီလို့ရှိသွားပြီဒါတောင်မှကွင်းလယ်မှာတရားတော့လိုချင်နေသေးတယ်နောက်တန်းစုဖွဲ့မှုဆိုရင်လည်းပြင်ဆင်ဖို့လိုအပ်နေသေးတယ်အထူးသဖြင့် CB တစုံပေါ့ Vaji အသက်အရွယ်တစ်ခုရောက်လာတယ်လို့တစ်ဖက်က Ibrahimo Konate ရဲ့အနာဂတ်ကလည်းကနန်းမငြိမ်ဘူးဒီတစ်ကြောင်နောက်လာမဲ့ဘောလုံးရာသီမှာလည်း Danico Williams တာမကပဲနဲ့တခြားတခြားသောနာမည်ကျော်ကစားသမားအများအပြား Liverpool တဲ့ ြစ်မှတ်တွေဖြစ်လာနိုင်တယ်လို့တော့သုံးသပ်မိပါတယ်။နောက်ဆုံးသတင်းကြေတဲ့ကတော့ Liverpool ရဲ့နောက်ခံကစားသမားခုံမဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ si.com ရဲ့ဖော်ပြချက်ထဲမှာဆိုရင် Liverpool ဟာအခုလာမဲ့နွေရာသီအပြောင်းရွှေ့မှာ Borussia Dortmund အသင်းရဲ့နောက်ခံကစားသမားဂျာမနီနောက်တန်းလူရှလော်ဒါဘက်ကိုခေါ်ယူဖို့နီးစပ်နေပြီဖြစ်တယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်။အဲကျွန်တော်သိကြတဲ့ကစားသမားတလောတော့ကပဲချယ်ဆီအသင်းခေါ်ယူတဲ့ကစားသမား၅ယောက်ထဲမှာတယောက်ဖြစ်ကျွန်တော်ထည့်ထားသေးတယ်။ရှလော်ဒါဘက်အသက်25ပဲရှိတယ်။ ဘောလုံးကစားတာအရင်တက်ရတယ်ဂျာမနီနောက်တန်းလူတွေရဲ့ဒလိထုံးစံတိုင်းကျွန်တော်ဟိုးရင်တခစ်တခါတဲ့မတ်ဟမ်မဲလ်တို့ဘောလုံးကစားတဲ့ပုံအရင်တည်သက်ကောင်းမွန်တဲ့ဘောဘလင်းဘောဝင်းနဲ့ပြပြပြအက်ရှင်တွေအားလုံးကိုပေးနိုင်တဲ့ပလေယာမျိုးအဲဒီမှာရှာလော်တာဘက်ကလည်းနောက်ပိုင်းပေါ်လာတဲ့ခြေတီထဲမှာပါတယ်အဲ့တော့ဂျာမနီနောက်ကန်လူတွေရဲ့အရေးသွေးကယုံကြည်ခြင်းကြောင့်ကောင်းတယ်အခုသူ့ရဲ့အသက်အရွယ်ကလည်းဒါ25ဆိုတော့ဗျာ ်နောက်ထပ်သုံးလို့ရသေးတယ် CB ကစားသမားတယောက်ဖြစ်နေတဲ့အတွက်ကြောင့်လည်းအချိန်အနှဲငယ်ယူလို့ရတယ်စာချုပ်တက်တန်းလည်း2020ခုမှာကုန်မှာဖြစ်တဲ့အတွက်ကြောင့်နောက်လာမယ့်ဘောလုံးရသည်မှာသာ Shallora ဘက်ကိုခေါ်ယူနိုင်မယ်ဆိုရင် Liverpool ကအများကြီးအကျိုးရှိမှာဗျ Shallora ဘက်ဒီ Valji ရဲ့နေရာမှာလည်းအစားထိုးပေးနိုင်တယ်လို့ Ibrahim Konate နေရာမှာလည်းအကောင်းဆုံးဝင်ရောက်ပြီးတော့ကစားပေးနိုင်တယ်အဲ့တော့ကြောင့်ဈေးတက်တက်တာနဲ့ခေါ်လို့ရနိုင်တဲ့ Shallora ဘက်ကို ခေါ်ယူနိုင်ရေးအခွင့်အရေးကိုလီဗာပူးအနေနဲ့လုံးဝလုံးဝလက်လွတ်မခံသင့်ပါကြောင်းသုံးသပ်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါဆုံးတိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ